အခုတခါဗီဒီယိုမှာပေါ်ပြပေးသွားမှာတော့ကျွန်တော်တို့တစ်ချိန်လုံးကပကိုးရုံးမဘွားနေပြီးတော့တိုက်ရိုက်စီးကြတဲ့တောင်ကြားချောင်းကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်ဒီချောင်းကတော့အထက်အတိုင်းကိုစံတက်မယ်ဆိုလို့ရှိရင်တော့ဒါရုံးမတဲ့ဆီကိုပောက်တယ်လို့ကြားသိရပါတယ်ဒါငါးဖန်လေသမားတွေအထက်ကိုစံတက်ရှင်းနဲ့ချောင်းရုံးတစ်ချောင်းငါးဖန်သွားလာရင်လည်းဒါသူအဲ့ဒီအချိန်လုံးကတော့ တော်တော်လေးကိုလူကြိုက်များခဲ့တဲ့ငမင်းခွေးလိုမျိုးငါးမျိုးတွေလည်းရရှိခဲ့သလိုဒါပစုံတော့လောက်နေပါဟိုရှိတဲ့ရေချိုပစုံကြီးကိုလည်းတွေ့ခဲ့ဘူးလေလို့ဆိုပါတယ်ဒီဆောင်ဝယ်နှစ်သက်တာတော့တော်တော်လေးကိုတော့ကြာနေခဲ့ပါပြီဒါဆိုအခုဗီဒီယိုလေးမှကြည့်လိုက်ရအောင်ပါကျွန်တော်ဗီဒီယိုဆောင်မှာပြောခဲ့သလိုပဲဒီချောင်းကတော့ဟိုတစ်ချိန်တုန်းကတော့ သဘိုးရုံးမပုံကနေစီးတဲ့တောင်ချဆောင်ပေါ့နော်အခုချိန်မှာတော့ဒါတောင်ချဆောင်တော့မဟုတ်တော့ပါဘူး1994ခုနှစ်မှာတော့ကျွန်တော်တို့စေကြီးဆောက်လုပ်ပြီးစီးခဲ့ပါတယ်စေကြီးဆောက်လုပ်ပြီးစီးခဲ့တဲ့ချိန်မှာတော့ဒါကျွန်တော်တို့စေတဲ့ရေတွေကိုပဲပြန်လှုပ်ပေးတာပါဒီဆောင်ကတော့အထက်ကနေပြီးအောက်ကိုစီးတယ်အောက်ကနေပြီးပါစပုံစံမျိုးအပေါ်ကိုပြန်တက်တဲ့ပုံစံမျိုးပေါ့နော်ဆောင်ကပုံတံတန်းတော့ဒါစေကြီးရဆိုလို့ရှိရင်တော့မိုးရစီမှာတော့ ရေတွေကိုလောင်ထားပါတယ်လောင်ထားပြီးတော့ရှောင်းရရေတွေကိုပိတ်ထားပါတယ်ရေဟုတ်လို့ဖက်နဲ့ပြရမှာမိုးရစီကုန်တဲ့ခါကျမှမိုးရစီတုန်းကသူလောင်ထားတဲ့ရေတွေကိုစောင်းရစီနဲ့နိုးရစီမှာရှောင်းလို့ပြန်လုပ်ပေးပါတယ်အခုဒီဗီဒီယိုရိုက်နေတဲ့အချိန်အခုဖော်ပြထားတဲ့အချိန်ကတော့ဒါကျွန်တော်တို့မိုးရစီဖြစ်တဲ့တက္ကူဒါရေပိတ်ထားတဲ့အချိန်လို့ပြောလို့ရပါတယ်စေကြီးထဲမှာရေအရင်များနေတဲ့အချိန်အခိုက်အတန့်လောက်ပဲယာယီရေလွတ်ပေးတာမျိုးဖြစ်ပါတယ်ကိုကတော့စေထဲမှာရေနေနဲ့များနေလို့ ရေထပ်ပြီးတော့လှုပ်ပေးထားတော့ရေတွေကကန်းကပ်ပေါ်ထိကိုရောက်နေအောင်တော့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါမိုးရွာကြီးဆိုလို့ရှိရင်တော့ဒါရေပိတ်ထားတာဖြစ်တဲ့အတွက်ကိုဒါညှို့လေးကျွတ်တိတ်တော့ရှိနိုင်ပါတယ်။ဆောင်းရလီနဲ့မိုးရွာကြီးဆိုလို့ရှိရင်တော့ရှောင်းထဲမှာရေချိုးတဲ့သူတွေနဲ့ဒါညက်လေးပိုင်းဆိုတော့စီကားလေးရှိပါတယ်။အခုရှင်ကတော့မိုးရွာကြီးဖြစ်တဲ့အတွက်ရှုံးနေပစ်ပေါင်းနေလဲအခုလိုမျိုးထိုးတတ်ပြီးတော့ရေချိုးတဲ့သူတွေလည်းတိတ်ပြမြင်တွေ့ရလိမ့်တော့မရှိပါဘူး။ ာဒီချောင်းမှာတော့じゃကျွန်တော်တို့ရွာရဲ့ညောက်ဘက်မှာတည်ရှိရပါတော့เนาะကျေးဇူးပါ